မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ12ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်ကျောင်းရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမရ961တပ်ရင်းကို60မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုမာလာ၁၀ရက်နေည၉နာရီခန့်မှာအကြမ်းဖက်ဆက်တဲ့ရခမရ59တက်ရင်ကိုရေးဘလူးအဖွဲ့က60မမလက်နဲ့ကြီးများနဲ့အနီးကသွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့အဖွဲ့က10ရက်နေ့ည9နာရီလောက်မှာ59တက်ရင်ကို60မမစိန်ပြောင်းလက်နဲ့ကြီးနဲ့ဝင်ရောက်ပြစ်ခတ်ခဲ့ပါတယ်။အနီးကဝင်ရောက်ပြစ်ခတ်တာမီတာ1000အကွာဝေးလောက်ကနေပြီးတော့လက်နဲ့ကြီးနဲ့ပြစ်တယ်။ဒီကောင်တွေဘက်ကပြန်လဲတုံ့ပြန်လာတာမရှိဘူး။၄ချက်ပြစ်တာ၂ချက်ကွဲတယ်။၂ချက်တော့မကွဲဘူးလို့ရေးဘလူးအဖွဲ့ရဲ့တက်ရင်မှုကရှင်းပြထားပါဗျ။ အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချမ်းမဆက်တက်ကအဲ့ဒီနေ့ည7:00နာရီလောက်မှာလက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့ဝင်တွေအထိကမရှိခဲ့ဘူးလို့ပြောပါတယ်ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ည7:00နာရီလောက်မှာဒီကောင်တွေဘတ်ချန်းကနှစ်ချက်ပြန်ပြစ်ပါတယ်ကျွန်တော်တို့ဘတ်ချန်းကိုကျွန်တော်တို့ကထိခိုက်မှုမရှိပါဘူးစစ်ခွေးတွေဘက်ကတော့ထိခိုက်မှုအတိအကျကိုတော့ကျွန်တော်တို့တွေဆက်လက်စုံစမ်းနေပါတယ်လို့ရေးဘလူးတပ်ဖွဲ့ရဲ့တိုက်ရင်မှုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံရတဲ့စစ်မှုထမ်းတပ်သားတစ်ကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကတွားရောက်ကယ်ထုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကယ်ထုတ်ခဲ့တဲ့တပ်သားကသခိုင်းတိုင်းသခိုင်းမြို့အခြေဆိုင်တပ်မ33မှာတာဝန်ကျနေတာဖြစ်ပြီးတော့အော်တိုဘာလ10ရက်နေ့ကတပ်မ33ကတပ်သားတအုပ်အလင်းဝင်ဖို့ဆက်သွယ်လာတာကြောင့်သခိုင်းမြို့ရဲ့တနေရာမှာတွားရောက်ခေါ်ဆောင်ပေးလာခဲ့တယ်လို့သိရပါဗျ။ ်အခုနှစ်ဖေဖော်ဝါရီလကမန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံရပြီးတဲ့နောက်တောင်တွင်းကြီးမြို့ကိုပို့ဆောင်ခံရပြီးပြီးခဲ့တဲ့စက်တမ်ဘာလ12ရက်နေ့မှာတမ33ကိုပို့ဆောင်ခံလိုက်ရတယ်လို့အသိပေးထားပါဗျာ မန္တလေးမှာညာဦးပိုင်းလေးမှာအဆွဲခံရတာပါသူမိသားစုကလွံ့မြောက်နေမြေမှာရှိပါတယ်သူမိသားစုစီကိုအပ်လိုက်တာပါလို့ယူနီကောင်းပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကအလင်းဝင်တဲ့တပ်သားအကြောင်းရှင်းပြထားပါတယ်အခုအလင်းဝင်လာတဲ့တပ်သားတွေအပါအဝင်စစ်ကောင်စီတပ်ကနေပြီးတော့ယူနီကောင်းပြောက်ကြားတပ်ဖွဲ့စီအလင်းဝင်ခိုးလုံလာတဲ့တပ်သား9ဦးရှိတယ်လို့ပြောပါတယ်စစ်ဗိုလ်တန်းဦးတွေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းအမျိုးသမီးတွေထက်အမျိုးသားလူငယ်တွေကလုံခြုံရေးကိုပုံမဆိုးရင်ကြောက်ရွံ့နေရတယ်လို့ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကအော်တိုဝါလာ၁၀ရက်နေမှာထုတ်ပြန်ထားပါတယ် လူငယ်၃ပုံ၃ပုံလူကြီး၅တန်းခန့်ဟာစစ်မှုထမ်းဥပဒေကြောင့်စိတ်ပိုင်းဆိုင်ရာဆုတ်ဖြီးစည်းမှုတွေဖြစ်လာပြီးတော့စေကောင်စီနဲ့တိုင်းသားလက်နက်ကိုင်တွေအဖွဲ့တွေကထင်းသလိုဖမ်းဆီးတာညအချိန်မှာဝင်ဖမ်းတာနဲ့အထမစူဆောင်းတာတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြထားပါတယ်။လူငယ်ရဲ့40ရာခိုင်နှုန်းကျော်ကညဘက်မှာတယောက်တည်းလမ်းလျှောက်ရင်တောင်မှမလုံခြုံဘူးလုံးဝမလုံခြုံဘူးလို့ဖြေဆိုပြီးတော့စစ်ခွေးတွေအာဏာမသိငင်ကနှုံတာထက်နှစကျော်ပုံမှုများပြားလာတယ်လို့ UNDP ကအသိပေးထားပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလမှာ စစ်ခွေးတပ်ကစစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးအပတ်စဉ်တစ်ခုမှာအသက်16နှစ်ကနေ35နှစ်ကြားအမျိုးသားလူငယ်အယောက်9000ကိုစုဆောင်းခဲ့ပါတယ်အခုဆိုရင်တော့အပတ်စဉ်18ကိုစဖို့စစ်အုပ်စုကကြိုးပမ်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့အင်းစိန်မြို့နယ်စောပွားကြီးကုန်းရက်ကွာလမ်းသစ်လမ်းမှာရှိတဲ့မြင့်မို့အဲ့ရိတ်သားမီးလောင်မှုဖြစ်ပွားခဲ့ပြီးတော့တနအိုင်ကန့်ချောင်းမီးငြိမ်တက်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ17ရက်နေ့ည9နာရီကျော်မှာမီးလောင်မှုစတင်ခဲ့တာဖြစ်ပြီးတော့ level 1အဆင့်မီးငြိမ်သက်ရင်းနေတဲ့တနအီလောက်ကြောင်မီးငြိမ်သက်ခဲ့ရတယ်လို့သိရပါတယ်။အားလင်း90ဖျားရှိနားကတဲခုကန်မီးတော်တော်များပါတယ်။အပေါ်တက်တစ်ထပ်လုံးလောင်နေတာလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။မီးလောင်တဲ့အဲ့ရိတ်သားရဲ့နောက်ဘက်ကရက်ွက်တိတ်ဘက်ကိုမီးပွားတွေချခဲ့ပေမယ့်ကူးဆက်လောင်ကျွမ်းတာတော့မရှိဘူးလို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့စိမ်ပန်းရက်ကွက်မှာစစ်မှုထမ်းခြင်းမပေးနိုင်တဲ့အတွက်အမျိုးသမီးတအုပ်ကိုအုတ်ချုပ်ရင်းမှုတောင်းရွှေဆိုတဲ့ကောင်ကရက်ကွက်ထဲကနေမောင်းထုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ9ရက်နေ့မှာတောင်ကြီးမြို့စိမ်ပန်းရက်ကွက်မှာနေထိုင်တဲ့ကျောင်းသားကလင်းငယ်3ဦးရဲ့မိခင်ဖြစ်သူမုံဆိုးမတအုပ်ဟာစီးပွားရေးအဆင်မပြေတဲ့အတွက်စစ်မှုထမ်းခြင်းလစဉ်ငွေကျပ်3000ကိုမပေးနိုင်တဲ့အတွက်ကြောင့် အုတ်ချုပ်ရေမူတောင်းရွှေဆိုတဲ့ကောင်ကရက်ွက်ထဲမှာဆက်လက်မနေထိုင်နိုင်ရန်မောင်းထုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီအမျိုးသမီးဟာနေ့စဉ်မိုးလင်းချိန်ကစတင်ပြီးတော့မိုးချုပ်ည10နာရီလောက်အထိကိုအလုတ်လုတ်ကန်စားတောက်နေရသူဖြစ်ပြီးတော့လက်ရှိနေထိုင်နေတဲ့နေအိမ်ဟာလည်းငှားရမ်းနေထိုင်နေရတဲ့အိမ်ဖြစ်တယ်လို့သိရပါဗါတယ်အော်တိုဘလာ9ရက်နေ့ည9နာရီလောက်မှာအဲ့ဒီအမျိုးသမီးနဲ့တခြားအမျိုးသမီးတအူးကိုရက်ွက်ရုံကိုခေါ်ပြီးတော့ပတ်စံတောင်းတာ ကလေး၃ယောက်နဲ့ပြီးတော့ចောင်းသားတွေဖြစ်လို့ထဲ့ဖို့အဆင်မပြေဘူးပြောတာကိုမပေးနိုင်ရက်ွက်ထဲမှာမနေနဲ့လို့ပြောတယ်လုံးဝမထည့်ဘူးလို့ပြောတာတော့မဟုတ်ပါဘူး၃လတစ်ကြိမ်လောက်ထည့်မယ်ပြောတာကိုမရဘူးရက်ွက်ထဲမှာဆက်မနေနဲ့ဆိုပြီးတော့မောင်းထုတ်လိုက်ပါတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်တောင်ကြီးမြို့ရဲ့စိန်မန်းရက်ွက်အုပ်ချုပ်ရေးမှူးတောင်းရွှေဟာလက်နက်ပွဲစားအဖြစ်နဲ့နာမည်ကျော်ကြားသူဖြစ်ပြီးတော့ရွှေတောင်ရက်ွက်အုပ်ချုပ်ရေးမှူးတန်းရွှေနဲ့ပူးပေါင်းပြီး စစ်မှုထမ်းကိုအကြောင်းပြကပြည်သူတွေစီကငွေညှင့်နေသူတအုပ်ဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်တန်းရွှေဟာပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းလက်နဲ့အယောင်းဝယ်လုံးမှုကိုစစ်ဆေးရမှာအ ਨੇ စုံတနက်၅လက် ရောင်းချခဲ့တဲ့အမှုမှန်ပေါ်ပေါက်ခဲ့တော့လေ၎င်းကိုအထက်အမင်းရာဆိုပြီးတော့ပြန်လို့ပေးခံရသူ ဖြစ်တယ်လို့သိရပါဗျ။တောင်းရွှေကရွှေတောင်အုပ်ကြီးတန်းရွှေနဲ့ပူးပေါင်းပြီးတော့စစ်မှုထမ်းအကြောင်းပြပြီးငွေညှင့်လို့ လိုင်းမော်ကိုရောက်ပြီးပတ်စံသိန်းတရာပြန်ပေးလိုက်ရသေးတယ်။စစ်မှုထမ်းကြီးကိုလာတိုင်းလိုလိုအိမ်တိုင်းကိုကောက်နေပေမဲ့စရင်ရှင်းတာပါ냐မလို့ဘူးကားတွေဆိုင်ကယ်တွေဆိုရင်လည်းတခြားမျိုးတွေနဲ့မတူဘူးနေတိုင်းလိုလိုဖမ်းနေတာအမျိုးမျိုးကိုဒုက္ခပေးနေတာမူရစေပြစ်ပြီးလဲဖမ်းတယ်စစ်မှုထမ်းကိစ္စနဲ့လဲဖမ်းတယ်ဖမ်းတယ်ဆိုတာကလည်းဥပဒေအရမဟုတ်ဘူးငွေကြေးတာမျိုး တောင်ကြီးမြို့ဆိုတာအမှန်တမ်းပြောရင်နိုင်ငံရေးကိစ္စလည်းမရှိပါဘူးစစ်လည်းဖြစ်နေတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ထင်နေဒီကောင်တွေကြမ်းကျင်တိုင်းကြမ်းရမ်းကျင်တိုင်းရမ်းနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်ဦးတန်းရွှေဟာရက်ကွက်အဆင့်အုပ်ချုပ်ရေးမှူးတဦးသာဖြစ်တော်လဲမြို့နယ်အဆင့်သားမကခရိုင်အဆင့်ထက်တောင်မှလုတ်ပိုင်ခွင့်ရှိနေသူတဦးဖြစ်ပြီးတော့တနက်ကိုခါချိတ်ခွင့်ရသူတဦးလည်းဖြစ်တယ်လို့သိရပါတယ်အိုလမာအဖွဲ့ကစိုးငယ်အပါအဝင်လူရန်ကားများကိုလက်နက်ထုတ်ပေးထားပြီးတော့မတမာတဲ့နီလန်းများနဲ့ပြည်သူတွေကိုချင်းချောက်ငွေတောင်းခံမှုတွေကို အုပ်စုဖွဲ့ပြီးတော့လောက်ကင်နေကြတယ်လို့သိရပါဗါတောင်ကြီးမြို့ပေါ်မှာရက်ကွက်22ရက်ကွက်ရှိပြီးတော့သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးများကဥဆောင်ပြီးစစ်မှုရန်ကြီးအဖြစ်အ ਨੇ စုံ2000ကနေစတင်ပြီးတော့အများဆုံး8000အထိလစဉ်ကောက်ခံလျက်ရှိတယ်လို့သိရပါဗါတောင်ကြီးမြို့ဟာအကြမ်းဆက်တက်နဲ့၎င်းတို့ရဲ့လက်အောက်ခံပေါ်ပြည်သူစစ်ပီအန်အိုအဖွဲ့ရွှေတောင်အုပ်ချုပ်ရေးမှူးတောင်းရွှေတို့ဦးစီးတယ် ပြူစောတိအဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီးတော့မြို့နေဒေသခံတိုင်းရင်းသားများကိုနီလန်မျိုးစုံနဲ့ဒုက္ခပေးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ထီးလင်းမြို့နယ်နဲ့မြန်မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းဘတ်စစ်တပ်ကလေရင်စစ်တပ်၄ထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ17ရက်နေ့မနေ့အစောပိုင်း9:54မိနစ်ခန့်ကစတင်ပြီးတော့ထီးလင်းမြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်မှာရှိတဲ့ပုံတောင်တောင်ကျောကိုအချက်မဲ့ဆက်တရဲဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကပေါင်250ဘုံသုံးလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချက်မဲ့ဆက်တရဲလေကြောင်းတိုက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲမြန်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ကျေးရွာများကို အကြမ်းဖက်စစ်တပ်ရဲ့ပခုတ်ကူမျိုးတပ်မ၁၁၁ကနေတက်လာတဲ့စစ်တပ်၄ထီးကဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကပြောပြထားပါတယ်မနေ့ကအော်တိုဘားလာ၁၇ရက်နေ့မနေ့9:55မိနစ်ကစတင်ပြီးတော့မြာမြို့နယ်နောက်ဘက်ချမ်းမာရှိတဲ့ကျေးရွာများကိုအချက်မဲ့စစ်တပ်ရဲ့စစ်တပ်၄ထီးကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါးအချက်မဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိတော့လဲကျေးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါဗါးမြာမြို့နယ်နဲ့ပေါ့မြို့နယ်တဲကရွာတွေကို စစ်ခွေးတွေကလေရင်ဆက်တက်လေထီးတွေနဲ့နေတိုင်းဘုံကျဲတိုက်ခိုက်နေတာပြည်သူတွေခမဘေးလွတ်ရာကိုရှောင်နေကြရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲအော်တိုဘာလ၈ရက်နေ့နဲ့အော်တိုဘာလ9ရက်နေ့နေမှာလဲမြန်မြို့နယ်နဲ့ပေါင်မြို့နယ်မှာရှိတဲ့ကြေးရွာများကိုအချက်မဲ့ဆက်တက်ကဆက်တက်လေထီး gyrocopter များနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်ဖောင်းလင်းအုပ်စုငွေတောင်ချေးရွာကလူငယ်ဆက်တအုပ်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆက်လင်းမြို့နယ်ဖောင်းလင်းအုပ်စုငွေတောင်ချေးရွာမှာရှိတဲ့လူငယ်များကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ယခုခါမှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်ဆက်တအုပ်အထိရှိလာပြီဖြစ်တယ်လို့သိရပါတယ် လူငယ်များဟာအလုတ်ကနေပြန်လာတဲ့အချိန်စစ်ခွေးများနဲ့ပြူခွေးများပူပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဆလင်းမြို့နယ်ဖောင်းလင်းအုပ်စုငွေတောင်ကျေးရွာကလူငယ်၁၂ဦးတောထဲမှာအလုတ်လုပ်ပြီးတော့အိမ်အပြန်လမ်းမှာစစ်ခွေးတွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါ။ပြူစောတီတွေကမြို့ပေါ်ကဖမ်းလို့ရရင်ရမရရင်ကျေးရွာတွေထဲအထိလိုက်ဖမ်းတယ်။လူငယ်တွေအလုတ်သွားပြီးတော့ပြန်လာတဲ့အချိန်ထိကိုစောင့်ပြီးတော့ဖမ်းတာပါ။ဖမ်းဆီးခဲ့တဲ့သူ၁၂ဦးထဲမှာ9ဦးကိုတော့တယောက်ကို3-90ကနေ3-80အထိပြန်ရွေးလိုက်ရတယ်။ ငွေတောင်ကျေးရွာကလူငယ်သုံးဦးကိုတော့စစ်မှုထမ်းဖို့တော့ပို့လိုက်တယ်လို့ပြည်သူညီနောင်စလင်းတရင်နဲ့တာဝန်ခံကိုပြည်သူကပြောပြထားပါတယ်။အလားတူပဲအော်တိုဘားလ9ရက်နေ့ကလည်းစလင်းမြို့နယ်ငွေတောင်ကျေးရွာကိုပြူစောတိအဖွဲ့ဝင်အင်အား10ဦးကလက်နက်များနဲ့ဝင်ရောက်စီးနှင်းပြီးတော့လူငယ်9ဦးကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ အော်တိုဘာလဇန်ပိုင်းကစတင်ပြီးတော့လက်ရှိအချိန်အထိစလင်းမြို့နယ်မှာလူငယ်တွေဆယ်နဲ့ချီပြီးတော့စစ်ခွေးတိုက်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံနေရပြီးအခုလ15ရက်နေ့မှာစတင်ဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်18အတွက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီမြို့နယ်ပလောင်မြို့အခြေဆိုင်အမှတ်ဆက်နှစ်တိုင်းဘဟုလေ့ကျင့်ရေးသင်တန်းကျောင်းကစစ်မှုရန်တပ်သားတဲ့၄ဦးအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မှာပလောင်မြို့နယ်ပလောင်မြို့အခြေဆိုင်အမှတ်ဆက်နှစ်တိုင်းဘဟုလေ့ကျင့်ရေးသင်တန်းကျောင်းကစစ်မှုရန်တပ်သားတဲ့၃ဦးနဲ့အော်တိုဘာလ10ရက်နေ့မှာစစ်မှုရန်တပ်သားတဲ့၁ဦးတို့ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ၄ KNDO တရင်ခွန်ထမ်းမှာအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ အခုလိုအလေးဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးဟာအချက်မဲ့စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူများဖြစ်ပြီးတော့လေ့ကျင့်ရေးတင်တန်းကြောင်းကထွက်ပြေးကာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာ၄ KNDO တပ်ရင်းခွန်ထမ်းမှာလက်နက်မဲ့အလေးဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အချက်မဲ့စစ်တပ်ထမ်းမှာအချောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းဖမ်းဆီးခံထားရတဲ့စစ်မှုထမ်းတပ်သားတဲ့များအနေနဲ့တော်လိုင်းတပ်များထံကိုရရနီးလန်းတဲ့လက်နက်ချအလေးဝင်ရောက်ပူးပေါင်းကြပါရန် KNU ကတိုက်တွန်းထားပါဗါတယ်အလားတူပဲ အော်တိုဘားလာတရနေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့ခလိုက်ရ265တရင်ကတပ်သားတအူးဟာ MA1 အမျိုးအစားတနက်တလက်ကိုယူဆောင်လာပြီးတော့ KNL တပ်မဟာလေး KNDO တရင်ခေါ်တပ်ခွဲသုံးထံမှလင်းဝင်ရောက်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ